မင်္ဂလာပါတမ်းမီတို့ရေဒီနေ့မစ္စဝါပြပြမဲ့ပုံမူတွေကတော့ဘေးရုပ်စုပုံမူတွေဖြစ်ပါတယ်။တခါတော့ကရေအိုက်ထူးရဲ့အဆက်နာမှာဘေးမကြီးကဘေးဥတွေကိုဥပြီးတော့ဝင်နေတဲ့။ဟဲ့အဲ့ဒီဥတွေကအချိန်ကြာတဲ့အခါမှာတော့ချက်ကနေချက်ကနေနဲ့အတန်နေပြီးတော့ဘေးကလေးကပေါက်လာကြတာပေါ့။ဘေးလေးပေါက်လဲပေါက်တော့ဘေးမကြီးကပျော်ပြီးတော့ဂက်ဂက်ဂက်လို့ဟောတာပေါ့။အိုးကျမရဲ့ဘုံလေးကိုဘကအောင်ပါပဲ။ ခွက်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 အဲအတန်လေးကြားရဲဘယ်ကလေးပောက်စာလေးနဲ့တူရဲအိုးကျမရဲ့ဘယ်လေးကအရင်ကပဲဘယ်ကလေးအကုန်ပောက်သွားပြီဘဲဥတလုံးကမပောက်ပဲကြံနေသေးတာပေါ့အဲ့ဒါကြောင့်ဘဲမကြီးကစိတ်ညစ်သွားတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဘဲဥလေးကိုပောက်ဖို့သူကဆက်ပြီးတော့ဝင်နေရအောင်မှမဟုတ်လို့ဘဲမကြီးအရင်စိတ်ညစ်သွားတယ်ဒါပေမဲ့ဘဲဥလေးတလုံးကကြံနေရတယ်အဲ့ဘဲဥလေးကိုဆက်ပြီးတော့ဥအောင်ပါလေ အဲ့လိုနဲ့နောက်ဆုံးလဲကြတော့အဲ့ဘေးဝေးရနေပြီးတော့ဘေးကလေးတကောင်ချစ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 ်ညီပြီးတော့ထွက်လာတာပေါ့အဲ့ဒီဘေးကြီးကတော်တော်လေးကြီးပြီးတော့အရန်လေးရဆိုတာပေါ့သူ့အမေဘဲမာကြီးကဟိုငါသားသမီးရဲ့မှာအရန်လို့ဆိုတဲ့ဘဲကြီးပဲဆိုပြီးတော့အဲ့ဘေးကလေးကိုပြောတာပေါ့အဲအတန်ကြားလေဒီဘေးဝေးရကတော့လာနေတဲ့သူရဲ့အိုးကျမရဲ့ ကျွန်တော်ရဲ့အသားသမီးတွေကမှဒီဘဲလေးကနှာရုပ်ဆိုးတာပဲ။အဲ့ဒီလိုနဲ့ဘဲမကြီးကဘဲကလေးလေးကိုခေါ်ပြီးတော့ဘဲကိုသွားလဲဆိုတော့ဘဲဆန်လေးကိုသွားတယ်။အဲ့သွားတဲ့အချိန်မှာဘဲကိုဆိုးလေးရတယ်လိုက်ပါသွားတာပေါ့။အဲ့တော့ဘဲဆန်လေးလည်းရအောင်လည်းရအောင်ပေါ့။အဲမဒီကမောင်တော့ဘဲလေးကရောပြီးတော့တခြားဘဲရောဒီဘဲလေးကိုအရင်ရုပ်ဆိုးတဲ့ဘဲဘဲဆိုပြီးတော့ဘဲစားရလည်းမကျွေးဘူး ပြီးတော့နှောက်တည့်ရင်လည်းစိတ်ပဲတခြားချက်ကလေးရအောင်နှောက်တည့်ရင်လည်းလာစိတ်ကြတာပေါ့ဘဲလေးကိုဘဲလေးလို့ရေဘူးဘဲချန်တော့အိုးအထူးထူးသွားကြအောင်နော်အိုးဘဲလေးရေမင်းကဒီဘဲလေးကမှတော်တော်ရုံဆိုးတဲ့ဘဲလေးပဲတော့မင်းကိုအစာလည်းမကျွေးဘူးပြီးတော့စိတ်ကြေအောင်ပဲအဲ့လိုနဲ့ဘဲရုပ်ဆိုးလေးကဘဲချန်နေရနေထွက်ပြေးပြီးတော့တောထဲမှာရှည်ချင်းနဲ့မှာတွားနေတာပေါ့အဲ့ချင်းနဲ့မှာအရန်ကြောတက်တဲ့ဘဲငန်းနေလည်းရှိတယ် တနေ့လေးကြာတော့အဲ့ချင်းကနေဘာကြီးကြားလဲဆိုတော့တနတ်တန်ကြီးကြားရယ်တနတ်တန်ကြီးကြားလဲကြောင်းဘဲကလေးကကြောက်ပြီးတော့အဲ့ချင်းကနေထွက်ပြေးလာတာပေါ့အိုးဘဲချင်လေးကငါတနေ့ချင်းဘဲလေးကငါ့ကိုချင်းကျန်တာလည်းမဆက်ဆက်ကြအောင်ဘီလိုက်ပုတ်လိုက်ကြပြီအခုတော့ရကသူကျန်ရမှာလည်းငါနေလိုက်တော့မယ်အဲ့ပါလေညာကြာကြာအဲ့လိုထွက်ပြေးလာရင်လေဘေးကလေးက တဲ့အိမ်လေးတဲ့ကိုတွေ့ရတော့အဲ့တဲ့အိမ်လေးတဲ့အိမ်မှာဘသူနေလဲဆိုတော့အဖွားကြီးရဲ့ပြီးတော့အဲ့အဖွားကြီးရာမွေးထားတဲ့ကြောင်ကလေးရဲ့ချက်ကလေးရာရှိတဲ့အဲ့ဟာနဲ့ဘေးကလေးရာအဲ့အိမ်မှာခဏလောက်နေရတော့ဟိုတဲ့လေးတလုံးမှာကအဲ့တဲ့အဖွားကိုပြောပဲကြောင်ကလေးရဲ့ချက်ကလေးရာရှိရမယ်ငါဒီမှာခဏနေလိုက်တော့မယ်နေနေနေကိုအဲ့မှာကြောင်ကြီးကဘာလို့ခိုင်းလဲဆိုတော့ဘေးကလေးကို အဲကျွန်တော်လို့မြောင်မြောင်မြောင်လို့ဩဟိုးဘဲကလေးကိုပြောတယ်ဒါပေမဲ့ဘဲကလေးကမအော်တတ်တော့အဲကြောင်ကလေးကဘဲကလေးကိုဩတယ်ကျွန်တော်ကကြောင်ကိုဩရမှာလားတကယ်လဲကျွန်တော်ကကြောင်ကိုအော်တာဘူးလေအဲပြီးတော့နောက်တစ်ခါဖြစ်တဲ့ချက်ကလေးရအောင်လေဘဲကလေးကိုဘာလို့ခိုင်းလဲဆိုတော့ဘဲကလေးဘဲဥဥပေးရမယ်ဆိုပြီးတော့ဘဲကလေးကိုပြောရတော့အဲဟာနဲ့ဘဲကလေးကလည်းအာဘဲကူကဥနိုင်냐ဘဲကလေးကမဥနိုင်ဘူးအဲဟာကြောင့် ဘက်ကလေးကစိတ်ညစ်ပြီးတော့အဲ့ဘောက်အိုရှင်လေးထွက်ပြေးလာတာပေါ့။အော်ချက်ပါလေးကကျွန်တော်အခုခိုင်းတာကအဲဥကလုံးဝလာလေကျွန်တော်ကျောင်းမှာဥတာမှုလေဒီလိုနဲ့စောင်းတွဲကိုရောက်လာတာပေါ့။စောင်းတွဲကိုရောက်နေရောက်ပေါ့ဘေးရုပ်ဆိုးလေးကခြေကန်းနားမှာရမ်းအေးပြီးတော့မိလေးသွားတာပေါ့။ဘေကလေးမိလေသွားတာကိုလေသမိုင်းတယောက်ကတွေ့ပြီးဘေကလေးကိုအိမ်ကိုခေါ်သွားတော့တာပေါ့။ဘုံချမ်းကြ ဆက်လိုက်တာဒီနေ့မမလည်းမစားအေးဘူးအလိုနဲ့ဘေးရုပ်ဆိုးလေးကလက်သမိုင်းအိမ်ကိုလေးရောက်လေးရောက်ပေါ့တတိပြင်ရလာတာပေါ့အဲ့တော့ဘေးကလေးတတိပြင်လေးပြင်ရလာတော့ကလေးရဘေးကလေးနဲ့ကစားချင်လို့လိုက်တဲ့အခါမှာဘေးကလေးကကြောက်ပြီးတော့ထွက်ပြေးတဲ့အချိန်မှာဘေးလေးကပြတ်ကျသွားလဲဆိုတော့နွားနုတ်ကထွေးပြတ်ကျသွားတယ်ပြီးတော့ဘေးကလေးကအိမ်ရှင်နဲ့អော်လဲអော်လဲអော်လန့်ပြီးတော့ထွက်ပြေးလိုက်တာ ထောဘဘုံနေရောပြီးတော့ဂျုံမို့ပေါ်ရောပြုတ်ကြပြီးတော့တစ်ခုလုံးကျုပ်ဆိုးသွားတယ်။အဲ့ဒီအချိန်မှာအင်ရှင်အပွားကြီးကဒေါသထွက်လာပြီးတော့ဘယ်ကလေးကိုလိုက်ရတာဘယ်ကလေးရလဲငြင်းငြွတ်ပြေးလိုက်ရတာပေါ့။ကျွန်တော်ပဲရောက်နေရတယ်။အော်ညီတမကြီးရဲ့အိမ်ကိုရောက်နေတာလား။ကျွန်တော်ခဏနဲ့မကစားချင်ဘူး။ခဏလေးရကျွန်တော်လည်းမကစားချင်နေရလား။မကစားချင်ဘူး။ခဏလေးရကစားရင်အဲကြမှာချက်လိုက်တာ။အဲ့ဘူးရချက်ပေါ့။ထဲထောင်းတယ်လားမပေါ့ဘူး။ ဒီလိုနဲ့အဆောင်ရသည်ကိုပုံပြီးတော့လူရသည်ပေါက်လာတဲ့အခါမှာဘေးကလေးအတောင်မင်းကြီးကလုံးဝတန်လာတာပေါ့အဲ့ဒါနဲ့ဘေးကလေးက GI တခုစီကိုတွားတဲ့အချိန်မှာဘသူတွေတွေ့လဲဆိုတော့ဘေးငန်းတုံးပါမှာရေထဲမှာပေါ်လိုက်မျောလိုက်လို့နေရာကိုဘေးကလေးကတွေ့သွားတယ်အဲ့တော့နဲ့ဘေးကိုဆိုလိုက်ရရေကန်ထဲမှာငန်းလာလေးကိုမြင်ပြီးတော့အော် ကျွန်တော်ကိုကြောင်ကလေးချက်ကလေးမောင်မနေအင်းနေဖြစ်တယ်ဘဲလီရတာရိုက်နေတာဒီအရန်လာရင်ငန်းကြီးလည်းတက်ရင်လည်းတက်ပါစီတော့ဆိုပြီးတော့ရေအိုင်နာကိုဖြည်းဖြည်းလေးရှောက်သွားပြီးခေါင်းကိုငုံထားတယ်အဲ့ဒီအချိန်မှာရေအိုင်နာငန်းကလေးကသူ့ရဲ့မျက်နှာသူပြန်မြင်လိုက်တဲ့အချိန်မှာဘေးရုပ်ဆိုးလေးကအရင်လိုရုပ်ဆိုးတဲ့ဘေးလေးမဟုတ်ဘဲနဲ့အရန်လာရဲ့ဘေးငန်းတစ်ကောင်ဖြစ်နေတာကိုဘေးရုပ်ဆိုးလေးကသိသွားတယ် 他们经过妈妈的干妈，知道我们现在在这里一家啊。你看看我们一家人谁都写了第八集哦，原来是在哪里搞的？哎，这老远出来白天我好像回来，原来是去哪的？哪家？ ကျွန်တော်ကဒီကနေ့တော့ငွေချက်များမှာတက်တယ်လေးတက်ပါအောင်လေ။ကလေးတွေကကျွန်တော်ကိုချစ်အရမ်းကအရမ်းလေးဆိုပြီးချစ်ကြည့်ကြတယ်။ဒါမှကျွန်တော်ကမာနမကြီးပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကအရင်တော့ကတရားကိုစဉ်းစားရခက်တန်းရတဲ့ဟာကိုစဉ်းစားနေလို့လေ။တကယ်တော့ဘေးရဆိုရရုပ်ဆိုးတာမဟုတ်ခင်းနဲ့ဘေးချန်ထဲမှာပောက်တဲ့ငန်းလေးဆိုတာကိုခုခုကိုတည်သွားတာပေါ့ခလေးအားလုံးကလည်းဒီငန်းလေးကိုအရန်လာချောင်းချစ်ချွတ်ကြတာပေါ့ အဲ့လိုကြီးကျူခံရပြီနဲ့ဘေးရုပ်ဆိုလေးကတော့မာနမကြီးရှာဘူးဘာလို့လဲဆိုတော့သူကအရင်တော့ဆစင်းရဲနေရတဲ့အခြေအနေကိုပြန်ပြီးတတိယသွားလို့ပေါ့အဲ့လိုနဲ့ဘေးကလေးကရေကန်ထဲမှာလှလပပပြပြရှင်ရှင်ကုခတ်သွားတာပေါ့ပုံမြင်လေးကတော့ဒါပါပဲကွယ်သသားမမီးတို့တွေလည်းဘဝမှာကုတ်ကုတ်ကိုယုံကြည်မှုရှိစွာနဲ့ချက်တန်းနိုင်ပါစီကွယ်